Hello အားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ Premier League ကလပ်အသင်းဖြစ်တဲ့ Liverpool တို့ Real Madrid တို့ပြီးရင်ကျွန်တော်တို့ Barcelona တို့ပေါ့နော် Bayern Munich တို့ရဲ့ကြားထဲမှာခန်းစစ်ကစားမားတွေနဲ့ပတ်သက်လို့တောက်လျှောက်ဆိုသလိုဒီအသင်းချင်းချင်းကြားထဲမှာအခြေဆက်ရှိနေတဲ့ကစားမားတွေထွက်ပေါ်လာတယ်အသင်းတွေအကုန်လုံးကလည်းခန်းစစ်ကိုကိုယ်စီအားပြဖို့ကြိုးပမ်းနေကြတယ်ပေါ့ဒီထဲမှာမှ Liverpool တင်းရဲ့ဘက်ကတော့သူတို့အရင်တုန်းကကြိုးပမ်းခဲ့ပြီးတော့နောက်ဆုံး Prince Bar ရက်မှာမှာပေါ့နော်ကျွန်တော်တို့အပြောင်းအရွှေ့ပြက်ပြဲခဲ့ရတဲ့ Crystal Palace နောက်ခံကစားမဖြစ်သူဂေဟီရှိတယ်။ဒီကစားမကအခုဆိုလို့ရှိရင်သူတို့တသိန်းနဲ့ EACC ခေါ်နိုင်မဲ့အခြေအနေမဟုတ်တော့ဘဲနဲ့ Real Madrid တို့ Barcelona တို့ Bayern Munich တို့ပါသူတို့နဲ့အပြိုင်ပေါ့နော်ဂေဟီကိုခေါ်ဖို့ကြိုးပမ်းလာကြပြီဆိုတော့ လေဘာဦးသိနေတဲ့နောက်ထပ်ပြစ်မှတ်ဒီကိုသူတို့ကရှားပြီဒီနေရာမှာ Sporting Lisbon ရဲ့ဒါ Ivory Coast လက်ရွေးစင်နောက်ခံကစားမဖြစ်တဲ့ Ousmane Diomandi ကို Diomandi ကိုလေဘာဦးသိရဲ့ဘက်ကပြစ်မှတ်ထားလာပြီဆိုပြီးတော့ကျွန်တော်သတင်းတွေကပေါ်ပြလာတယ်ဒီပြအာနီစတော့ရဲ့နောက်ထပ်မှာခန်စစ်ကတော်တော်ကိုဒီယာဒီမှာပြဿနာတွေကြီးနေတယ်သူတပင်းတော့ဘာဂျန်ပန်တိုက်လို့ကစားမမျိုးကဟို recently ဘာနော်လက်တလောမှာဆိုလို့ရှိရင်သူ့ရဲ့ performance တချို့ကြောင့်ပြောခံနေရပြီမဲ့လေလို့ ဘန်ဒိုက်ဟာခန်စစ်လိုင်းမှာဆိုအကောင်းဆုံးဖြစ်ရှိနေတော့မယ်တကယ်တမ်းကလေပါဦးတင်းရဲ့ဘက်ကဒီဘန်ဒိုက်နေရာကိုအစားထိုးဖို့အတွက်ရည်ရှိပဲဖြစ်ဖြစ်သူနဲ့တွဲကစားနိုင်မယ်ကစားမကိုပဲဖြစ်ဖြစ်ရှာဖွေဖို့ကြိုးပမ်းနေတာပြဿနာကဘန်ဒိုက်နေရာအစားထိုးဖို့အတွက်သူတို့ဘေးမှာနော်ကျွန်တော်တို့အတွဲကစားနေပါလေဆိုရဲကိုနာတီးရဲ့နေရာကိုအရင်ဆုံးအစားထိုးဖို့ကိုပဲသူတို့ကကြိုးပမ်းနေရတဲ့သဘောမျိုးဖြစ်လာပြီနော်ဘန်ဒိုက်တိုင်ပတ်တယ်ဆိုတာထက် ကိုနာဒီကပို့ပြီးတော့စိုးနေတယ်ပြဿနာကသူ့ဘေးမှာကာအာဒီကိုနာဒီတယောက်ပဲကျွန်တော်ရှိတာဂျိုကိုမက်စ်ကအဆင်မပြေတာတော့တခါတလေမှာအန်ဒူကိုထားကစားရတာဟလာတော့ပြီးရင်ကျွန်တော်သာအဲဗာလဲဒီ Ryan Greenberg ကိုထားကစားရတာဒါမျိုးတွေကျွန်တော်မြင်နေရတယ်ဆိုတော့ Liverpool ဒီနောက်တမှာဘလူးမတ်အဆင်ပြေမနေဘူးဒါကြောင့်လည်း Arne Slot အနေနဲ့တိုက်စစ်မှာတန်လီ900ကွန်းလင်မှာတန်လီ900သုံးထားပြီးမြင်လေလို့ဘောနော်ခန်စီကိုလုံးဝလိုချင်ခဲ့တာ Crystal Palace စီကနေပြီးတော့လေ Gigi ကိုအမှန်ကန်ကျူးပန်းခဲ့တယ် transfer နောက်ဆုံးမိနစ်မှာသူတို့တွေတိုင်ပတ်ခဲ့ရတာ ဆိုတိုင်မဲ့ခဲ့ပြီးတော့အခုဆိုခန်းစစ်ကပြဿနာတွေကြုံနေရပြီနောက်နေ့ຫນွေအထိလည်းသူတို့စောင့်လို့ရကြမှာရတော့မယ်ဇန်နဝါရီမှတင်စောင့်လို့ရကောင်းဇန်နဝါရီမှတင် အမှန်ကန်အားပြဖို့အတွက်သူတို့ဒါကျူးပန်းလို့ကျူးပန်းမှပဲပြည်တော့မယ်ပုံစံမျိုးဖြစ်နေပြီ ဘာလို့လဲဆိုတော့သူတို့ကစားမဲ့ Champions League တွေ Premier League တွေပြိုင်ပွဲစုံကစားမဲ့နေသားမျိုးမှာဘန်ဒိုက်တယောက်တည်းပဲပုံသေးပေါ့နော်။သွားနေလို့ကျွန်တော်မရဘူး။ဘန်ဒိုက်ကလည်း33နှစ်ပါပြီဖြစ်လာပြီဆိုတဲ့နေသားမှာသူ့ရဲ့ Prime Color လုံးကလိုမျိုးတော့ဟုတ်မှာမဟုတ်တော့ဘူးပွဲတိုင်းက။အဲ့ဒီတော့သူနဲ့တွဲကစားမဲ့ကစားမားကိုအတွေ့ကြုံလည်းရှိတကယ်လည်းခြေသွမ်းကောင်းပါလေဆိုတဲ့ဂီဟီကိုခေါ်ဝတ်ကြိုးပမ်းခဲ့တာ။ပြဿနာကအစင်မပြေဘူး။အခုဆိုလို့ရှိရင်ဒါຫນွေမှပဲလစ်ကလက်လွတ်မှာဖြစ်တဲ့အတွက် အလွတ်နဲ့ခေါ်ဖို့ပဲအဆင်ပြေတော့မှာအလွတ်နဲ့ခေါ်ပြီးဆိုကြတဲ့က Real Madrid တို့လိုအသင်းမျိုးတွေကပို့ပြီးတော့ခြေလန်းတာနေတယ်ဆိုတော့အဲလီဗာပူးအသင်းကြီးနဲ့ပေါ့နော်မာဂီဟီကိုခေါ်ဖို့ဆိုရတဲ့ဇန်နဝါရီမှာတင်အူစမန်နီဒီယွန်မန်ဒီကိုကျွန်တော်ကကျူးပန်းသွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒီယွန်မန်ဒီကလက်ရှိစပိုနင်းလစ်စပွန်နဲ့ပေါ့နော်အနာဂတ်မတိမချာတွေကျွန်တော်ဖြစ်လာပြီဒါအပြင်အမေရိကလက်ရွေးစင်ကစားမတယောက်ကဘယ်လိုပြောမလဲဟိုအချင်းအချင်းကြီးကပေါ့နော်ထင်တယ်လို့ကျွန်တော်အနေနဲ့အဆင်မပြေတော့ဘဲနဲ့ဟို လိုပြောမလဲလက်ရှိဇန်နဝါရီပဲဖြစ်ဖြစ်ပေါ့နော်။နွေရာသီပြောင်းချွေမှာပဲဖြစ်ဖြစ်အတင်းပြောင်းသွားတော့မယ့်အခြေအနေမျိုးတွေပါကျွန်တော်တို့ပေါ့နော်။ပြောလာကြပြီ။ကစားမားတွေကငယ်ပါသေးတယ်။အခုမှကျွန်တော်တို့အနေနဲ့ကစားမားက22နှစ်ပဲကျွန်တော်တို့ရှိသေးတာ။ဒါပေမဲ့လို့စပိုတင်းမှာဆိုလို့ရှိရင်တကယ်ရေးကြီးတဲ့ကစားမားတစ်ယောက်ပေါ့နော်။အဲပြီးတာနဲ့ဒီစာချုပ်ကလည်း2029မှာတက်တန်းကုန်ပါဗျာ။နောက်29မှာတရန်ကုန်မှာဆိုတော့လာမယ့်နွေရာသီအပြောင်းအရွှေ့ဆိုလို့ရှင်စာချုပ်တရန်ကတစ်နှစ်လောက်ပဲကျန်တော့တဲ့အခြေအနေမျိုးမှာ supporting အနေနဲ့ကစားမားနဲ့အနာကမတည်ကြဘူးဆိုတော့ ဈေးအများကြီးတောင်းလို့မရဘဲနဲ့လက်လုတ်ကောင်လွှတ်ရနိုင်တယ်။အခုဆိုကစားမရဲ့ဈေးကွက်တန်ကြီးကယူရို55သန်းကျွန်တော်ရှိတယ်။နော်ဈေး55သန်းထက်ပိုပြီးတော့တောင်းလို့ရကောင်းရပြီမြဲလို့စာရုပ်တန်တန်တစ်နှစ်လောက်ပဲကျွန်တော်တို့ကစားမအသင့်နဲ့လည်းအနာကမတည်ကြတော့ဘူးဆိုရင်ဒါတန်40ဝန်းကျင်35သန်း38သန်းဝန်းကျင်နဲ့လည်းစပိုတင်ရဲ့ဘာကလက်လုတ်ကောင်လွှတ်ရနိုင်တယ်။ဆိုတော့ဒီကစားမက physically ကျွန်တော်တို့က strong ဖြစ်တယ် เนาะ bowling ability မှာလည်းကျွန်တော်ပြောစရာကျွန်တော်မလိုဘူး center back မှာဆိုလို့ရှိရင် left center back right center back နှစ်နေရာစလုံးကိုကျွန်တော်တို့ comfortable ဖြစ်ဖြစ်ကစားနိုင်စွမ်းရှိတဲ့နေရာမှာပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒါ diomandi နီနဲ့ပေါ့เนาะ liverpool တင်းရဲ့ပြစ်မဲ့ကျွန်တော်ဖြစ်လာတယ်ဆိုတော့ konadi ရဲ့ခြေသွင်းနေကပူပြီးတော့မတိမငိမ့်ဖြစ်လာတာအစားထိုးမယ်လို့ကြိုးပမ်းနေတယ်မှ gehi ကလည်းအပြိုင်ဆိုင်ခေါ်မဲ့အသင်းနေပေါ်လာတာနဲ့ liverpool တင်းကအခုဆိုလို့ရှိရင် usmane diomandi တက်ကိုလှည့်လာပြီဆိုတော့ liverpool တင်းပြိတက်နေနေရောဒီကစားမဟာ liverpool တင်းရဲ့ခံစစ်ကိုအကောင်ဆုံးဆွဲတင်ပေးနိုင်မယ်ကစားမလို့ညီကလို့ထင်ကြလား 수리자뭐아는건지금이아니지만에